စစ်သူတွေကြောင့်ဝင်ရှုပ်တတ်တဲ့ Novelator ကိုလူမြင်ကွင်းမှာအခုလိုပေါ်တင်စောင့်ထိန်တတ်ဖို့တတိပေးလိုက်တဲ့ရွှေသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။သူများအပိုင်ကောင်မှာလူချင်းတတ်တဲ့အချင်းမကောင်းတဲ့မိန်းကလေးတွေညပြလာတဲ့ခေတ်ကြီးတွေမှာကိုယ့်ရဲ့အစဉ်အတန်းဂုဏ်သိက္ခာကိုတန်ဖိုးထားပြီးတော့စောင့်ထိန်တတ်တဲ့အမျိုးကောင်းသမီးလေးတွေလည်းရှိပါတယ်။ ဒီထဲကမှပရိသတ်ချင်ရတဲ့မင်းသမီးကျော်လေးရွှေသမီးကလည်းသူများတွဲတွေကြားမှာဝင်းရှုပ်တတ်တဲ့မိန်းကလေးတွေကိုမျက်နှာထောက်ထားခြင်းမရှိဘဲနဲ့အခုလိုပဲပေါ်တင်ဆုံးမလာခဲ့ရပါရွှေသမီးနဲ့အတူအင်တာဗျူးဖြစ်နေတဲ့ Novo Editor ကတနိုင်ငံလုံးအတိုင်းအတာနဲ့စနိုက်ကျော်တဆုံးစုကိုရရှိထားပြီးတော့ဝေဖန်မှုအပြင်းထန်ခံရပေမဲ့လည်းမျက်နှာပြောင်းလဲနာကြောင်းပေါ်တင်မဲဆုံးမပြောဆိုလာခဲ့ရတာဖြစ်ပါတယ် Novo Editor ရဲ့လောရက်တွေကသူမတယောက်တည်းကိုထိခိုက်စေရုံသာမကတခြားမင်းသမီးတွေကလည်းဒီလိုပဲဖြစ်ချင်တိုင်းဖြစ်နေရလားလို့ကဲ့ရဲ့ခံရ ရနိုင်ပါတယ်။ဒါကိုစင်ကြင်မှုမရှိပဲသူများအပိုင်တွေကိုအတင်းလိုက်ယူနေပြီးတော့နောက်သားမရတဲ့ Innova ရထားရဲ့လုပ်ရက်တွေကမှားယွင်းနေကြောင်းရွှေသမီးကတော့ပေါ်နေမဲ့ပြောဆိုခဲ့လိုက်တာဖြစ်ပါတယ်။သူများရဲ့ပိုင်ဆိုင်မှုဆိုရင်လူယူဖို့မပြောနဲ့။စာလေးတစ်ကြောင်း emoji လေးတစ်ခုနဲ့တောင်မှအထင်မြင်လွဲအောင်မလုပ်သင့်ဘူးလို့ပြောလာခဲ့တဲ့ရွှေသမီးရဲ့စကားတွေကတကယ်ကိုမှန်ကန်လွန်ပါတယ်။အထူးသဖြင့်ကိုကသားမန်လူတယောက်မဟုတ်ပဲပရိသတ်တွေနဲ့မီဒီယာတွေရဲ့စောင့်ကြည့်ခြင်းကိုခံနေရတဲ့အနုပညာရှင်မင်းသမီးတွေဖြစ်တာကြောင့်ပုံမှန်ထက်ဆင်ကျ င်နေထိုင်မှသာတင့်တော်မှာပါကိုကိုချစ်လို့အားပေးရပရိသတ်တွေကိုလည်းမိန်ကလေးချင်းဖြစ်လို့အဖက်မလုပ်ပဲကြောသွားပြီးတော့ယောက်ျားလေးပရိသတ်တွေကိုမျက်နှာသာပေးဦးစားပေးဆက်ဆံတတ်တဲ့အပြုမူတွေကိုလည်းရှောင်ရှားရမှာဖြစ်ပါတယ်အထင်လွဲခံရစေနိုင်တဲ့အသေးပေါ် emoji လေးတစ်ခုကအစထုံမပြတဲ့ကြောင်းယောက်ျားလေးတွေနဲ့ပတ်သက်ပြီးတော့အနေထိုင်ဆင်ခြင်တဲ့အကြောင်းတွေကို Novoy ထားရဲ့ရှေ့မှာတင်မယ်ပုံမှန်လေးလေးကြီးပြောဆိုသွားခဲ့ရပါ နော်ဖိုင်းရထားဆိုရင်အမျိုးသားတွေနဲ့အနေထိုင်မစင်ကြုံတော့မကောင်နာမည်ကြီးမင်းသမီးတွေအမှုပညာရှင်တွေရဲ့ချစ်သူတွေကိုပေါ်တင်လူနေရဲ့လောက်ရက်တွေကိုလှုပ်ခဲလို့ရွှေသမီးရဲ့ဇကားတွေကအရှိုက်ထိသွားစေပါတယ် ဒါပေမဲ့အင်တာဗျူးကြီးမှာဖြစ်နေတဲ့အတွက်ရှေ့သမီးရဲ့စကားတွေကိုသူမကပါဝိုင်းဝန်းပြီးတော့ထောက်ခံကဇွတ်ဖြူစင်တယ်လို့ပုံစံမျိုးလုပ်ပြရင်းနဲ့အောင်းတတ်တကြီးခံနေခဲ့ရတဲ့ပုံပေါ်ပါတယ်။ဒါကြောင့်မှရှေ့သမီးပြောသွားတဲ့အဆုံးမစကားတွေကထိမ့်သိမ့်တလောက်ထိမ့်ထားပြီးတော့အကုန်အစင်ထုတ်ပြောလို့သာနဖွဲရထားအတွက်အသက်ရှူချောင်သွားခဲ့တယ်လို့ပြောကြပါတယ်။ရှေ့သမီးပြောသလိုပဲအစကတည်းကမင်းသမီးတယောက်ဆိုတဲ့ဂုံသိခါနဲ့အညီနေထိုင်ခဲ့မယ်ဆိုရင်တော့ဒီလိုဆုံးမစကားတွေအတွက်ဘာမှရှက်နေစရာအကြောင်းမရှိပါဘူး။အခုတော့နဖွဲရထားကအိုးမလုံးအောင် ်ဝင်တယ်လို့ဖြစ်သွားပြီးတော့အင်တာဗျူးမှာပေါ်ရင်ပြောဆိုလာတဲ့ရွှေသမီးရဲ့ဆုံးမစကားတွေကြားမှာမျက်နှာမဖော်ရင်အောင်ဖြစ်သွားခဲ့ပုံရပါတယ်။ဒါကအနုပညာသားချင်းထောက်ထားမှုမရှိဘူးလို့ပြောနိုင်ပေမဲ့ရွှေသမီးလိုမျိုးပေါ်ရင်ဆုံးမတတ်တဲ့မိန်းမကောင်းတွေရှိနေမှသာဒီလိုမျိုးမိန်းကလေးတွေအတွက်အရှက်ရပြီးတော့စင်ကျင်နိုင်မှာဖြစ်တယ်လို့လည်းပြောဆိုနေကြပါတယ်။ ဒါကြောင့်တော်တော်များများကတော့ novel လိုမျိုးသူများအပိုင်ကိုလူယူတတ်တဲ့မိန်းကလေးတွေပုံမှာအာမနာတန်ပေါ်တင်ဆုံးမလာတဲ့ရွှေသမီးရဲ့စက်ကလုံးတွေကိုဝမ်းသာအားရနဲ့ထောက်ခံနေကြပါရယ်ပရိသတ်ကြီးတို့ရောသူများအတွဲတွေကိုအမြဲလိုက်ရှုပ်နေတတ်တဲ့ novel ရဲ့အခြင်းတွေကိုတတိထားဆင်ခြင်နိုင်အောင်အခုလိုမျိုးပြောဆိုလာတဲ့ရွှေသမီးရဲ့ဆုံးမစကားတွေပုံမှာထောက်ခံကြလာဆိုတာပြောပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်